အာကျွန်တော်တို့ဒီအမေဖြစ်ကဏ္ဍနေပြီးတော့ကျွန်တော်တို့အာကြိုးစားပါတယ်နော်အာ OCD နဲ့တဲ့ရိုက်တာကြားလာရင်တဲ့နော် OCD C ဆိုတာတရားပြောတာနော်ဒါမျိုး OCD C ပေါ့နော် OCD နဲ့ရိုက်တာကြားလာရင်ပြစ်လာတဲ့အချိန်ဒီမှာတဲ့နော်စစ်ပြစ်လာတဲ့အချိန်ဒီမှာတဲ့ အထူးသဖြင့်နဲ့အထည်အများကြီးရိုက်တဲ့ချိန်နဲ့ဆေးပစ်လာရင်နဲ့အဲရာသီဥတုပူလာလို့နော်ဆေးပစ်လာရင်နဲ့ဆေးသားရိုက်ကောင်းနဲ့အနေထားရအောင်နဲ့ဘာရီဆက်ရိုက်ရမလဲတဲ့နော်အဲပြောချင်တဲ့သဘောကအင်းကြီးအထည်ကြီးဒီအဲအများကြီးရိုက်တဲ့ချိန်ပေါ့နော်ရာသီဥတုကျွန်တော်တို့ဒီပူတဲ့အချိန်ပေါ့နော်အဲဆေးပစ်လာတယ်ဆိုလို့ရှိရင်ရိုက်လို့ကောင်းအောင်ဘာထည့်ရမလဲတဲ့ဒါပထမမေးခွန်းပေါ့နော် အနေနဲ့အပြစ်လာလို့တဲ့ရေရောလိုက်တယ်ဆိုလို့ရှင်တဲ့အယောင်ကျော်သွားလို့ပါတဲ့အဲဒါတော့ကျွန်တော်တို့ကဟိုပြစ်လာလို့ဒီရေရောလိုက်တယ်ဆိုလို့ရှင်တော့အယောင်တော့ဒါနည်းနည်းဒါကြာမှာပါပဲเนาะအဲဒါတော့ကျွန်တော်တို့ဒီဟို CD စေးနဲ့ဟိုရိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ကเนาะအဖြစ်များတဲ့ဒါဖြည့်ယူဖြစ်စင်ပါပဲเนาะအဲမေးခွန်းရတယ်ကောင်းပါတယ်အဲ့တော့ကျွန်တော်အဖြည့်ပြီးပါမယ်เนาะ အဲကျွန်တော်ဓာမျိုး OCD စိမ့်နေပေါ့နော်ကျွန်တော်တို့ဒီအထူးသဖြင့်အဖြူစိမ့်ဆိုတော့ O1 ပေါ့ဗျာနော် O1 ဓာမျိုးအဖြူစိမ့်နေကျွန်တော်တို့ဟိုစိမ့်ရိုက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဖြူစိမ့်တဲ့ဟိုနော်အဲစိမ့်ဆွဲတဲ့နေရာမှာကျွန်တော်တို့ဒါနော်အဲချော်မွေးဖို့လည်းပါတယ်နောက်ပင်မဖြစ်ဖို့လည်းအနေထားအရာပေါ့လीနော်အဲ့လိုပုံကူမျိုးကြီးကြတော့ကျွန်တော်တို့ကနော်ဟိုကျွန်တော်တို့ O2 မထည့်ပါနဲ့နော် ော့တာမန်အဖြစ်ဆိုလို့ရှိရင်ဖြူစီဆက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က O1 100ရာဂိုင်နှုန်းနဲ့ဟို O2 20ရာဂိုင်နှုန်းလောက်ထဲမှာ10% to 20%ထဲမှာဒါဒီပက်မန့်ဖြစ်ပြီးတော့ရေလျှော်ခံနိုင်တဲ့အနေအထားရောက်တာပါအဲ့လိုဘောင်းခဏခဏပိတ်တဲ့သူဆိုလို့ရှိရင်တော့ကျွန်တော်တို့က O2 ထည့်ဖို့ recommend မပေးပါဘူးเนาะသူစားကျွန်တော်တို့ကအဲ transparent clear အုပ်စုတွေကเนาะကျွန်တော်တို့ argo ရှိပါတယ်เนาะ အဲ့တော့ကျွန်တော်တို့က original glue လို့လည်းခေါ်တယ်အဲကျွန်တော်တို့ decor လို့လည်းခေါ်တယ်ဒါတိုက်ကော်လို့လည်းခေါ်တယ်ကျွန်တော်တို့ရန်ကုန်မှာတော့ argor လို့ခေါ်တာပေါ့နော်အဲ့တော့ O1 ကိုတရားရာခိုင်နှုန်းထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က argor ကို10% to 20%ပေါ့နော်အဲအဓိကတော့ကျွန်တော်တို့ chain circulation ကောင်းပါတယ်နော်ကျွန်တော်တို့အဲ grand chain လေးပေါ့ grand chain လေးတစ်ချက်လောက်ပေးကျွန်တော်တို့ grand chain လေးရှင်းတော့ကောင်းတယ် ဒါမျိုး grand chain ဆက်လေးရှင်ကောင်းပါတယ်เนาะ over 1ကိုတရားရကနှုတ်ထည့်တယ်ဆိုလို့ရှိရင်အဲ့လိုဘောင်ပိတ်တက်တဲ့ပုံကိုဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ထမှာ r core 10% to 20%ကျွန်တော်တို့ဒါထည့်ပါเนาะဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့စီးဆွဲတဲ့နေရာမှာချော့ချုံမှုတွေကျွန်တော်တို့ဖြစ်သွားပါလိမ့်မယ်နောက်တစ်ခုကအဲ့လိုမျိုးကျွန်တော်တို့ဘောင်ပိတ်တဲ့သူအများစုဒီအဓိကဘာကိုအားပြုပြီးတော့အလွန်ကြုံသုံးသက်တယ်လေဆိုလို့ရှိရင်အဲဒါမျိုးနှုတ်ရည်တွေပါနော် ဒါမျိုးနှုတ်ရည်တွေခြေနှုတ်ရည်တွေအလွန်ကျွံတုံးတကြပါတယ်နော်အဲနှုတ်ရည်အလွန်ကျွံတုံးခြင်းကြောင့်လဲကျွန်တော်တို့အပေါင်ပိတ်တဲ့ air တွေခဏခဏဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့နှွေရာသီလိုပူတဲ့အခြေရည်များတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှုတ်ရည်တွေထည့်ကျင်တော့ပါဆိုလို့ရှိရင်ကျွန်တော်တို့ရာခိုင်နှုန်းအပြင်2%ပဲထည့်ပါအများကြီးသွားပြီးတော့မထည့်ပါနဲ့နော် နောက်တစ်ခုအရေးကြီးတာဘာလို့လဲဆိုလို့ရှင်အဲ့လိုအထည်ရင်းများတယ်ပေါင်ခဏခဏပိတ်တဲ့သူရာသူတို့ပူတဲ့အချိန်မှာဆိုလို့ရှင်ကျွန်တော်တို့ဘာတော့ရတာလဲဆိုလို့ရှင်ဒဇဲတဲ့ဆိုင်ဒီမှာမပိတ်စီဆိုတာရှိပါတယ်နော်အဲမပိတ်စီလို့ကျွန်တော်ရိုက်စီးတဲ့မှာ2%ပေါ့အများကြီးမဟုတ်ဘူးနော်2%ပဲကျွန်တော်တို့ဒါရောတက်ပါတယ်အကောလုံးပြီးပြီဆိုတဲ့အချိန်ကြမှာအဲ့ကြမှာကျွန်တော်တို့ကဟိုရေလေးကိုထဲနော် အဲ့တော့ခရင်နေထားတော့ကျွန်တော်တို့ဟိုရောက်သွားပြီ။များသောအားဖြင့်အဖြူစေးကိုတုံးတဲ့အခါမှာကျွန်တော်တို့စာမတ်နော်။ OCD နဲ့တုံးမယ်ဆိုလို့ရှိရင်စာမတ်ဒီအဲကျွန်တော်တို့ recommend ပေးရတော့အမတ်တရားဖြစ်ပါတယ်နော်။ဘာလို့ဆိုတော့တော်တော်များများဆေးကိုကျွန်တော်တို့ကပြစ်ပြစ်လေးရကြတာများတာမဟုတ်လို့။နောက်တစ်ချက်အရေးကြီးတဲ့ချက်ကဘာလဲဆိုလို့ရှိရင်ကိုကမတ်တရားနဲ့ရိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဆေးကိုဆေးမြိုက်ကမှာကိုရိုက်မယ့်အစားထက် နော်မတ်တရားနေရရင်မတ်တရား20ပေါ့ဗျာဒီစီးတွေအကုန်လုံးအကုန်လုံးကျွန်တော်တို့ကရောသမအမွေပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမတ်တရားနေရမစင်မတ်တရား20နဲ့ဒီစာတွေကိုကျွန်တော်တို့ကအကုန်လုံးစစ်ချပြီးမှရိုက်တက်ပါတယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့ OCDC တွေအဖြူစီးတွေရိုက်တဲ့အခါမှာကျွန်တော်တို့ဘောင်ပိတ်တဲ့အဲ့ဒါတွေအများကြီးသွတ်သားသွားပါလိမ့်မယ်နော်ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့အဆင်ပြေမယ်လို့ထင်ပါတယ်အဲကျေးဇူးတင်ပါတယ်